ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ၁၀ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ဘုံတန်ခံမြေအောက်စေးရုံနေရုံတိဆောက်နေတယ်လို့ NUG ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဘုံတန်ခံနိုင်တဲ့မြေအောက်စေးရုံနေရုံစောက်လုံနေကြောင်း ်။ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံးလက်ကပြောပါတယ်။ NUG ထိန်းချုပ်နယ်မြေများမှာဘုံတန်ခံမြေအောက်စေယုံရှိယုံအထိစောက်လို့ရန်ရည်ရွယ်ထားပြီးစေယုံစောက်လို့နေစေဒေတာများကိုတော့လုံခြုံရေးအခြေအနေရဖြေချရန်အဆင်မပြေကြောင်းလည်း၎င်းကဆိုပါတယ်။အာနာသိန်းစစ်ကောင်စီဟာစာတင်ကျောင်းများတမကစေယုံစည်းကမ်းများကိုပါပြင့်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်လုံခြုံစွာနဲ့ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် NUG ကကြိုးစားဆောင်ရွက်နေတယ်လို့လည်း ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဥနေဖုံးလက်ကပြောဆိုလိုက်ပါတယ်။ယနေ့ဇွန်လ၁၀ရက်နေ့မှာပြုလုပ်တဲ့ဒုအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ၂၅ရက်နေ့ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကျောင်းတွေအားလုံးယာယီရနာထားရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံကကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်ကိုမဆုံးရှုံးစေဖို့အတွက်ခင်မီလေကျောင်းအချက်ပေးစနစ်တွေ ဘုံကျဲတန်ခံနိုင်တဲ့ခေလုံရနေရာတွေအရေးတကြီးလိုအပ်နေတာဖြစ်ပါတယ်လို့ NUG ဝန်ကြီးချုပ်ရုပ်ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆိုပါတယ်။ထို့ပြင်အိန္ဒိချင်းနိုင်ငံများနိုင်ငံတကာတိုင်းပြည်များကလေးတငင်ဆိုင်ရာအဖွဲ့အစည်းများနဲ့ကလေးအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများအနေနဲ့လည်းမြန်မာနိုင်ငံမှာကလေးငယ်များလုံခြုံစိတ်ချစွာအသက်အန္တရာယ်ကင်းရှင်းစွာပညာသင်ယူနိုင်ရေးအတွက် NUG ကဆောင်ရွက်နေတဲ့ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများမှာလည်းပါဝင်ကူညီဆောင်ရွက်ပေးရန်ဖိတ်ခေါ်ထားပါသေးတယ်။ ပြီးခဲ့တဲ့မေလ12ရက်နေ့ကစစ်ကောင်စီဟာတပည့်ရင်မြို့နယ်အိုတင်းကွင်းကြီးရွာစာတင်ကျောင်းကိုလေကျောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာမှာဆီယာမနှစ်ဦးကျောင်းသားကျောင်းသူကလေးငယ်22ဦးသေဆုံးပြီးစုစုပေါင်း102ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်မေလ23ရက်နေ့ညနေ2:45မိနစ်ခန့်ကလည်းမင်းကင်းမြို့နယ်မင်းစုကြီးရွာကိုစစ်ကောင်စီတပ်ကလေကျောင်းမှဘုံကျဲမှုအတွင်းဝူကျိုကျောင်းတက်မဲ့9နှစ်အောက်ကလေး2ဦးအပါအဝင်ကလေး9ဦးနဲ့လူကြီး9ဦးစုစုပေါင်းသေဆုံးသူ14ဦးသေဆုံးခဲ့ပါတယ်။ 2025ခုနှစ်မေလ30မှဇွန်လ9ရက်နေ့တပတ်တာကာလအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများဟာမန္တလေးနဲ့သခိုင်းဒေသအပါအဝင်ဒေသ၄ခုမှာအနည်းဆုံး10ကျင်းရှိခဲ့ပြီးအရသာပြည်သူ၉ဦးထိခိုက်ဒဏ်ရာရကတေဆုံးသူ၅ဦးရှိကြောင်းညံလင်းတစ်တုတေသနာအဖွဲ့ရဲ့မေလ10ရက်နေ့မှတ်တမ်းများအရသိရှိရပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးကြတာကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ body scan code 0.2566စကန်းကိုတင်ပတ်ရရှိပြီး တဝဲခရိုင်အတွင်းထိုင်းမြန်မာနယ်စပ်တလျှောက်လုံးကို KNU ကထိန်းချုပ်ထားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတနင်္သာရီတိုင်းတဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့0.2566စစ်တပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗိတ်တဝဲခရိုင်တရင်နယ်ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်ယနေ့ဇွန်လ10ရက်နေ့နေ့လယ်ပိုင်းမှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အမူနယ်စပ်သို့မဟုတ်0.2566မှာရှိတဲ့စစ်ကောင်စီရဲ့ရှီတန်းစစ်စခန်းကို KNL ဥဆောင်တဲ့တပ်ဖွဲ့များကသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ရင်တက်စကန်းကိုဇွန်လ10ရက်နေ့ကတည်းကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၃ရက်အကြာမှာတိမ့်ပိုက်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တိမ့်ပိုက်ရရှိခဲ့တဲ့ .2566 တိုင်းမြန်မာနယ်စပ်စစ်စခန်းရဲ့အထိုင်တပ်မှာခလာရ25ဖြစ်ပြီးထိထပြူဝါရဲ့ကုတ်ကဲမှုအောက်မှာရှိတဲ့နယ်စပ်စခန်းဖြစ်ကြောင်းအဆိုပါစခန်းဟာဘိတ်တဝဲခရံရဲ့မေတ္တမီတာထိထနဲ့မေတ္တမီခီထိခီဌာနချုပ်ကြာပြီးနောက်1998ခုနှစ်နှစ်ကုန်ပိုင်းမှာတည်ထောင်ထားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်သိမ်းပိုက်မှုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာ၄မှဦးဆောင်၍ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ရင်းခုနှင့်တပ်မဟာ drone တပ်ဖွဲ့ Korean Drone Special Force KDSF ထီမိုပေါ်ဒေသရှိတပ်တော်ဌာန KNPF လုံခြုံရေးတပ်ဖွဲ့အမျိုးသမီးအစည်းအရုံးနဲ့မဟာမိတ်တပ်များဖြစ်တဲ့ TBLF နဲ့ FFD drone တပ်ဖွဲ့တို့ကပူးပေါင်းကသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ KNU တပ်မဟာ၄ရဲ့ဌာနချုပ်ဖြစ်ခဲ့တဲ့ TK နေဆက်စခန်းနဲ့ ထိထဗျူဟာစခန်းတို့ကိုဧပြီလနဲ့မေလအတွင်းထဲမှာ KNL နဲ့တော်လိုင်းကြီးပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်ဘော်ဒီရွာအနီးနေဆက်မြင့်ပေါ်မှာဘော်ဒီစခန်းကိုထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘော်ဒီစခန်းသိမ်းတိုက်ပွဲအတွင်းနေမနာညမနာကြိုးပမ်းခဲ့ကြတဲ့စစ်ဖက်ရဲရအရာရှိအရာခံအကျက်စစ်တီများမဟာမိတ်တပ်ပေါင်းစုများရဲရွာခေါင်းဆောင်များဒေသခံပြည်သူများနဲ့တကွအဖက်ဖက်မှဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြတဲ့သူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း KNU ဗိတ်တဝေခရိုင်တရင်နဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ထမ်းမှန်သိရှိရတဲ့တရင်ကတော့ဒူရဲအုပ်ဝင်းချိုင်တည်ဆုံးမှုမှာလက်နက်ကင်အဖွဲ့တွေကလာရောက်ပစ်ခတ်သွားတာမဟုတ်ဘဲမိမိကိုယ်ကိုအဆုံးစီရင်သွားတာဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။မွန်ပြည်နယ်ကြိုက်တုံမြို့မှာရဲစခန်းကဒူရဲအုပ်ဝင်းချိုင်ဟာဇွန်လ၈ရက်နေ့ကစိုက်ကယ်လိုင်စင်ဖမ်းရင်ပစ်ခတ်ခံရတာမဟုတ်ဘဲမနက်၈နာရီအချိန်ကြိုက်တုံမြို့မှာရဲစခန်းကလိုင်းကမ်းမှာရှိနေစဉ်မိမိကိုယ်ကိုတနက်နဲ့အဆုံးစီရင်သွားတာဖြစ်တယ်လို့သိရှိရပါတယ်။ ဒူရဲအုပ်ဝင်းကြိုင်ဟာစစ်ကောင်စီတပ်ဘက်ကအရာရှိတအုပ်ရဲ့မိသားစုဝယ်တအုပ်ကိုဖမ်းဆီးငွေညင့်ရာကစစ်ကောင်စီတပ်ဘက်ကဖြေရှင်းပေးဖို့ဘီအာပေးမှုတွေကြောင့်သူ့ကိုယ်သူအဆုံးစီရင်သွားတော့လို့စုံစမ်းသိရှိရပါတယ်။မြို့နယ်အုပ်ချုပ်တဲ့ဘူမူးရဲ့အမျိုးတွေလို့တော့ပြောတယ်။ဖုန်းနဲ့နိုင်ငံရေးတွေတွေ့တယ်ဆိုပြီးဖမ်းပြီးငွေသိမ်းလိုက်ရတောင်းပြီးပြန်လွတ်တဲ့ကိစ္စဖြေရှင်းခိုင်းတာလို့ကြားတယ်။အသေးစိတ်တော့မသိရဘူးလို့ဒေတာကန်တအုပ်ကဆိုပါတယ်။အထက်အစင်းစင်းရဲ့ဘီအာပေးမှုတွေကြောင့်အခုလို့အဆုံးစီရင်သွားတာဖြစ်နိုင်ပြီ။ ရစ်တပ်ဖွဲ့ဘက်ကတော့လက်နက်ကင်တပ်ဖွဲ့တွေကလိုင်စင်စစ်ဆေးနေချိန်ပြစ်ခတ်ခံရတယ်လို့သတင်းမားတွေလည်းဖြန့်ခဲ့ကြပါသေးတယ်။ဝင်းကြိုင်ကမတီခင်ကအရင်ဆိုတယ်။နေတင်းကောင်းဆောင်လည်းဖြစ်တယ်။လူတိုင်းကိုပြစ်ဒနာလိုက်ရှာနေတာငွေညစ်တာအတိကပေါ့။မတိနားမလဲတဲ့သူဆိုနီလန်ပေါင်းစုံတုံးပြီးဖမ်းဆီးတာလည်းရှိတယ်။အတော်ဆိုးတယ်လို့နေတင်းရဲအုပ်ဝင်းကြိုင်အကြောင်းကိုသိတဲ့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ရဲအုပ်ဝင်းကြိုင်ရဲ့နာရီကိုဇွန်လ10ရက်နေ့ဒီကနေ့နေ့လယ်ပိုင်းမှာပြည်လုံမှာဖြစ်ကြောင်းသိရှိရပြီး ကြိုက်တူမြို့နယ်မြို့နယ်မှုစခန်းမှုတွေကိုပြည်နယ်ရဲမှုကခုံရုံးဖွဲ့ခေါ်ယူစစ်ဆေးနေတယ်လို့လည်းကနအူးစုံစမ်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကလာယာ55တက်တွင်းမရိမှုတိုင်ကြားတဲ့ဗိုလ်ကြီးအားလုံးကျန်တဲ့တပ်သားကိုဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဒုတိယဗိုလ်ချုပ်ကြီးတန်းလာရဲ့တမတ်ကျူးလွန်ခဲ့တဲ့မရိမှုကိုတိုင်ကြားခဲ့တဲ့ကလာယာ55ကဗိုလ်ကြီးအားရှေ့တန်းမှာပြစ်ခတ်တပ်ဖြတ်ဖို့ကြိုးစားတဲ့တပ်သားတယောက်ကိုဖမ်းဆီးပြီးနောက်တန်းပြန်ပို့ကစစ်ဆေးနေတယ်လို့ တက်တွင်းသတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။ဇွန်လ၁ရက်နေ့ကရှီတန်းမှာရောက်နေတဲ့ဗိုလ်ကြီးကိုခလာရ15ကနေစစ်ကူပို့လိုက်တဲ့တပ်သားတယောက်ကအနောက်ကနေတနက်နဲ့ပြစ်ခတ်ရမှာတနက်မှာကြမ်းဖြစ်ပြီးကြီမထွက်လို့ဗိုလ်ကြီးနဲ့အဖွဲ့တိကဖမ်းဆီးပြီးနောက်တန်းကိုပြန်ပို့ခဲ့တယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။ပြောရရင်ဗိုလ်ကြီးတည်သွားရင်ခလာရ15မှာဖြစ်နေတဲ့မတိတ်မှုလေးပြီးသွားမှာရှီတန်းမှာဆိုတော့ရန်သူလက်ချက်နဲ့တည်တယ်ဆိုပြီးအကြောင်းပြလို့လည်းကောင်းတယ်။ ဒါကြောင့်တရင်မိုးကစစ်ကူမှာသူ့လူထည့်ပြီးအပြက်ရှင်းခိုင်းနားလို့ဆိုပါတယ်။ခလာရဆန်ကမရိမှုဖြစ်စင်မှာပြစ်မှုကျွလွန်သူဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ရဲ့တမတ်ဗိုလ်ကြီးဇင်လင်းထွက်ကလွဲပြီးတက်ကြွကြီးခင်မောင်လွင်နဲ့ပြစ်ခတ်လှုပ်ကြံသူတပ်သားတယောက်ကိုတရင်အချုပ်မှာချုပ်နှောင်ထားတယ်လို့ဖြစ်စင်ကိုတည်သူတယောက်ကဆိုပါတယ်။တရင်မိုးကဒုဗိုလ်မှူးကြီးလစာစားနေပြီးဗိုလ်မှူးပဲရှိတယ်ဒုဗိုလ်မှူးကြီးအပွင့်မတင်သေးဘူးအဲ့ဒီအချိန်မှာမရိမှုဖြစ်တယ်ကျွလွန်တဲ့သူကလည်းဒုဗိုလ်ချုပ်ကြီးရဲ့တမတ်ဖြစ်နေတော့အဲ့ဒီဘက်ကရက်တည်ကြတယ် အခုမရင်ကျင့်ခံရတဲ့ဗိုလ်ကြီးမိမကိုတက်ကနှင်ထုတ်တဲ့အပြင်ငားနေတဲ့ရက်ကွက်ကနေပြောင်းဖို့ဖိအားပေးတယ်လို့ဆိုပါတယ်။မေလာအတွင်းကမုံညင်းအခြေဆိုင်ခလာရ15ထဲမှာဒုဗိုလ်ချုပ်ကြီးတန်းလာရဲ့တမတ်ဗိုလ်ကြီးဇင်လင်းထွတ်ကတက်တွင်းဗိုလ်ကြီးတယောက်ရဲ့ဇနီးဖြစ်သူကိုအတ္တမပြုကျင့်တဲ့အမှုမှာအဓိကမျက်မြင်သက်သေတယောက်ဟာရှေ့တန်းကိုရောက်နေပြီးတယောက်ကထွက်ပြေးသွားတဲ့အတွက်ယခုအချိန်ထိမစစ်ဆေးရသေးကြောင်းသူကဆက်ပြောပါတယ်။အဆိုပါမရင်မှုနဲ့ပတ်သက်ပြီးအမတ်ကိုတုံညာလေးအမြောက်စကန်ကွက်ကဲမှုဌာနချုပ်လက်အောက်ခံ အမှတ်၄၃ရရှိအမြောက်တရင်ကတရင်မူဒုဗိုလ်မူကြီးဝင်းနိုင်ဥက္ကဋ္ဌဖြစ်တာဝန်ယူပြီးအဖွဲ့ဝင်9ယောက်နဲ့စစ်ဆေးနေတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်ကောင်စီကစက်ချို့ရွံ့ရွံ့တိုက်လေရင်ပြက်ကျဟုလိန်လေသတင်းထုတ်ပြန်ခြင်း PLA ကပြက်ကျတိုက်လေရင်ရဲ့ဓာတ်ပုံများကိုဝေဝေဆာဆာထပ်မံထုတ်ပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။စကိုင်းတိုင်းပလဲမြို့နယ်မှာပြက်ချခံရ၍တိုက်လေရင်ပြက်ကျမှုကိုဆက်ချို့ရွံ့ရွံ့ပြက်ကျတယ်လို့စစ်ကောင်စီကလိန်နေသတင်းထုတ်ပြန်လိုက်ပါတယ်။ ယနေ့ဇွန်လ10ရက်နေ့မွန်လယ်12:15မိနစ်ခန့်မှာပလဲမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲကိုဘုံလာကျဲတဲ့အကြံဖတ်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချခဲ့ခြင်းဖြစ်ပါတယ်။စစ်ကောင်စီကဆက်ချုပ်ရွေ့ရင်တိုက်လေရင်ပြက်ကြတယ်လို့စစ်ကောင်စီကလိမ်လည်သတင်းထုတ်ပြန်လာချိန်မှာ PLA ကပြက်ကြတိုက်လေရင်ရဲ့ဓာတ်ပုံများကိုဝေဝေဆဆထပ်မံထုတ်ပြန်လာခဲ့ပါတယ်။အကြံဖတ်စစ်ကောင်စီကတိုက်လေရင်နဲ့စစ်ရဟတ်ရင်များပြစ်ချခံရ၍ပြက်ကြတိုင်း စက်ချိုရွံ့၍ပြက်ကြတယ်လို့အမြဲလုံလို့သတင်းလိမ်လည်ထုတ်ပြန်လေးရှိပါတယ်။မေလ20ရက်နေ့ကလည်းကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာပို့တဲ့စစ်ရဟရင်နှစ်စီးကို KIA ကအသေးကန် drone များနဲ့ပစ်ချနိုင်ခဲ့ပြီးရင်းရဟရင်ပြက်ကြမှုကိုလည်းစစ်ကောင်စီကစက်ချိုရွံ့၍ပြက်ကြခဲ့တယ်လို့လိမ်လည်သတင်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ဒီသတင်းနဲ့ဆက်ဆက်ပြီးပြစ်ချခံရတဲ့လေယာဉ်မှုအကြောင်းကိုစာရေးဆရာတအူးမှလည်းတယောစာလေးနဲ့အခုလိုဖွဲ့ဖွဲ့နှွံ့နှွံ့လေးရေးသားပြထားပါတယ်ခင်ဗျာ။ ကန်တော့တိုက်ပွဲမှာတရဲကောင်းလေတရဲပုံမှုတူရကိုလက်သူ့နာမည်ကိုလက်စစ်တက္ကသိုလ်အပတ်စဉ်69ဆင်းတင်းနန်းတနေစဲကာလတရက်မှာအင်းသာတရင်အင်းသာအထွတ်မှာအင်းသာ39ကိုခောက်ပြီး dit 69လေးရင်ဒီဇိုင်းငယ်လုပ်ပြီးလေတဲ့ပြစ်လွတ်ခဲ့တယ်သူ့ရဲ့စက်ကူလေးရင်ငယ်ကအဲ့ဒီဒုံးက DSC ကိုရွေးချယ်ရလာတဲ့လေချုပ်ကြီးဘူချုပ်မြဟင်းရဲ့ရှစ်တက်တက်ကိုကြသွားတယ်သူ့ရဲ့အည်အသွေးကိုအကဲခတ်မှုလေတက်အပေါ်ယူသွမှုကိုရိစားမိတဲ့ဘူချုပ်မြဟင်းဟာ ပထမနှစ်မှာနေမဲ့သူ့ကိုသူရပွဲပေးပြီးအထူးပိုင်လောက်အဖြစ်ရွေးချယ်ခေါ်ယူခဲ့ပါတယ်။အရှိအလေပိုင်းမှာရှိတဲ့အဲခိုင်းနာလေရင်ဝင်တိုက်ရေးအထူးလေတရက်တင်တဲ့အပတ်စဉ်ကိုမြင့်ဆောင်စစ်တေကိုတရက်ခွင့်ရခဲ့ပြီးတက်မတော်လေမတိတ်တဆိတ်လျှို့ဝှက်ထားတဲ့ဝက်ဖဲတစ်ချက်ပလဲမြုံနယ်ကန်တော့ရဲစခန်းသိမ်းတိုက်ပွဲမှာတော့ဗိုလ်မှူးသူရကိုလက်ဟာအထူး operation တစ်ခုကိုကင်တွယ်ဖို့ဖြစ်လာတယ်။အဲ့ဒီမနက်မှာဗိုလ်မှူးကိုလက်ဟာ FTC 2000G တရုတ်ထုတ် Flying the Coffin Jet တိုက်လေယာဉ်ကိုကန်တောင်ရွာပေါ်က PDF စခန်းလိုယူဆတဲ့နေရာပေါ်ကိုကျွမ်းကျင်စွာဝဲပြန်နေပါတယ်။သူဟာရန်သူရဲ့ဗဟိုချက်နေရာကိုပြစ်မှတ်အဖြစ်ဖြိုခွင်းဖို့သူ့ရဲ့စူရဲလာတဲ့တိမ်ငတ်တစ်ဖက်စာကလေးတစ်ဖက်မျက်လုံးတွေကိုပညာခွဲပြီးတပြိုင်နက်တည်းရှာဖွေပါတယ်။မျက်လုံးနဲ့အုံနောက်တစ်ချိန်နဲ့အလုတ်လုံနေရင် PDF တချို့အကြီးတကြီးပုံစံနဲ့ဝင်သွားလိုက်ပြန်ထွက်လာလိုက်လုံနေတဲ့အဆောက်အုံတစ်ခုကိုတွေ့တဲ့အခါမှာတော့ဘူမူကိုလက်ဟာပြုံးလိုက်ပါတော့တယ်။ဒါ ခဲယမ်းတိုက်ပဲဘိုမူကိုလတ်ဟာဒုတိယကမ္ဘာစစ်ကာလကာမီကာဇီလို့ခေါ်တဲ့အသေးကန်ဂျပန်လေတရဲတွေကိုလေးစားအားကျခဲ့တယ်လို့အဲခိုင်တာလေရင်ကျောင်းရဲ့အစင်လာတိုင်းအစွမ်းပြဖို့ရမြင့်မြတ်သောဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်မြန်မာတပ်မတော်လေရဲ့လေရင်မှုတယောက်ဆိုတာတော်သားတွေလိုက်မမေနိုင်တဲ့စွန့်လွတ်မှုမျိုးကိုပြသဖို့အချိန်တန်ပြီးဆိုပြီးအဲ့ဒီအဆောက်အအုံတဲကိုအသေးခံအနိုင်ပြန်ပြီးလေရင်ခေါင်းကိုထိုးဆင်းခဲ့ပါတယ်ဝိုင်းပြကြတဲ့တနတ်တန်တွေကိုဂယုမထား မီးလောင်နေတဲ့လေရင်နဲ့အတူဥတီယာကိုမမိတ်မတုံဖြစ်စီပြဖို့ပုံမှုကိုလည်းစိတ်ပိုင်းဖြတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အနီးအနားရောက်တဲ့အခါအဲ့ဒီအဆောက်အအုံဟာဘာလက်နဲ့တိုက်မှမဟုတ်ပဲ PDF တွေကစကန်သိမ့်နေရင်ရွာက ပို့ပေးတဲ့ဝတ်သားဟင်းမကြီးရွတ်တုတ်ရိတ်ခါနဲ့တွေ့ကြပြီးတော့ဝမ်ကလေးနူးပြီးချီးခဏခဏဝင်ပါနေတဲ့ဘုံကြီးချောင်းကိုလီကြီးဖြစ်နေတော့တယ်။ဘုံမှုကိုလည်းဟာတက်မတော်သားပြီးပြီးတိုက်ပြီးနဲ့လူမျိုးအတွက် ခြည်တွင်နဲ့လေရင်ထိုးဆင်းပြီးခန္ဓာကိုယ်အစအနများပါမကျန်ခြည်အဖြစ်ခံရင် ပေးဆက်ခဲ့ရပါပြီ။ပုံမှုတူရကိုလည်းအလေးစိမ့်ပြုပါရဲ။ပေးဖို့သူအဖြစ်ကံလူသားဇော်ဘိုဟိန်ခိတ္တစီကျော်ကြီး။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါရဲ။နောက်ထပ်တော်လိုင်းရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။ မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချင်းတူတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။